မိုင်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော်အပြီးခွေကနန်း9တော့နောက်ထပ်နှစ်တမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ3008လေးရေးစာမယ်ပေါ့နော်အဲ့ဒီမှာ8 3008 50 268 3003တိဆိုရလေးကတော့ဒီ268ဒီဒီဟာပေါ့နော်7403005268ဒီ633နဲ့69နေတဲ့ကိုမကြီးတော့တာဖြစ်တယ်ပေါ့နော်ဒီ3933ဖြစ်ပါလေ

ြီးရင်ဒီမှာ6ကတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ1ကတစ်ချိန်ဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီ6နဲ့4ပေါင်းရှင်း30ဖြစ်ပါတယ်ရှင်းနဲ့9ပေါင်းဆက်ခွန်9နဲ့6နဲ့ပေါင်းရှင်း33 3ကို10ပေါင်းတော့လှည့်ရတဲ့အတွက်ကြောင့်မို့ရတာလေး၄ကိုအစင်လိုက်တိုးတော့မှာဖြစ်တယ်ပေါ့နော်ကြတာလေးလေးကိုကျွန်တော်၄၅6 9လို့ယူมาဖြစ်ပါတယ်၄၄6ခုနှစ်လုံးပါเนาะ၄၄6ခုနှစ်လုံးဖြစ်ပါတယ် အဲ့ဒီထက်က၈၉လေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၈၉လေးဒါကြောင့်မို့ကျွန်တော်ဒီထက်ကဆိုရင်ဒီမှာ၈ရဲ့၉ရဲ့၄ရဲ့ဆိုပြီးဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ဒီ၈ကိုလေးတပြားနေနောက်ထပ်တစ်ချိန်ကိုဆက်ပြီးလေ့လာကြည့်အောင်ပါเนาะโอเคဒါဆိုရင်ကျွန်တော်ဒီ၈နှစ်ချိန်၁၆၁၇ဖြစ်ပါတယ်ပေါ့เนาะ ကိုနာကျင်း78ဖြစ်ပါတယ်ရှင်းလေးဒီ30နဲ့နှစ်ဖြစ်တော့မယ်ပေါ့နော်ဒီ3ဟာတကျင်း6နဲ့6ပေါင်းတာ7နှစ်ဖြစ်ပါတယ်ခင်ဗျာ93ဒီဒီ15ဖြစ်ပါတယ်အစွဲဒီ7နဲ့နှစ်ပေါင်းရှင်းက30ဖြစ်ပါတယ်3နဲ့နှစ်ပေါင်းက9နဲ့ပေါင်းရင်30ရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ည3 2 3 4 5 6စပြီးဖြစ်ပါပေါ့ပေါ့နော်အဲ့ဒီတော့3 2 3 4 5 6ထဲက963စပြီးဖြစ်ပါတယ်963 ဒါကြောင့်မို့ဒီမှာဆိုရင်9ရက်6ရက်3ရက်5 6 3 7ဖြစ်ပါပါတယ်ခင်ဗျာโอเคကျွန်တော်နောက်ထပ်တစ်ပင်ဆက်ကြည့်အောင်ပါနော်ဒီ9နှစ်ကြိမ်ပေါင်းရှင်က30ဖြစ်ပါတယ်9နှစ်ကြိမ်14ပေါ့နော်ဒေဝကြီးမှာဖြစ်ပါတယ်ခင်ဗျာ6နှစ်ကြိမ်7နှစ်ပေါ့နော်9 3 15ဆိုတော့9ရက်2ရက်ပေါင်းရှင်က9ဆိုပြီးဖြစ်ပါတယ်ဒီ9 3ပေါင်းရှင်ဒီပေါ့နော်9 3ပေါင်းတာက7နှစ်ဖြစ်ပါတယ်9 ဒါဆိုရင်ကျွန်တော်ဒီ၄နဲ့ခွန်ပေါင်းတာ၁၁နဲ့၉ပေါင်းရင်ဒီစီဒီမှာနေ့တစ်လုံးကြံမယ်ပေါ့နော်။ခြားလာလေးနေ့ကိုလည်းအစင်လိုက်တိုးတော့မှာပေါ့နော်။နေ3 4 5 6 8ပေါ့နော်နေ4 6 9လုံးစုပြီးဖြစ်ပါတယ်အဲ့မှာ6 8 9စုပြီးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာ6 8 9ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ6 8ပေါ့နော်6 8ဒီ6 8 9စုပြီးဖြစ်ပါတယ် โอเคနောက်ထပ်စကြိမ်ဒီမှာ3နဲ့3 4ရှောင်းလေးလီ20နဲ့4ဖြစ်ပါတယ်ခင်ဗျာရှောင်း3ကြိမ်18 8 3ကြိမ်20နဲ့4ဖြစ်သွားမှာပေါ့နော်3နဲ့6နဲ့ပေါင်းရှင်းဒီ9ဒီမှာကျတော့ရှောင်း4ကြိမ်20နဲ့4ဖြစ်သွားမှာဒါဆိုရင်4 3ကြိမ်12နင်းနဲ့9ပေါင်းရှင်းဆက်တည်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ2 3 4 5 6 9 10ဖြစ်ပါတယ်အထက်တစ်ကြိမ်မှာကနင်းနင်းခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနင်းနင်းခွန်ဆိုတဲ့အတွက်ဒီမှာနေ့ရဲ့ ခွန်ရဲ့နိနိခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ဒီနိနိခွန်တပြားနေ388တပြင်ဆက်ကြည့်အောင်ပါနော်။နိနဲ့ချိန်လေးလေးနဲ့6ပေါင်းရင်10ဆိုတော့ဒီမှာ6တလုံးကြံမယ်ပါနော်။နိ3ချိန်6 6နဲ့ဒီနိနဲ့ချိန်လေးဆိုတော့ပေါင်းရှင်10ဖြစ်ပါတယ်။ဒီနဲ့ခွန်နဲ့ပေါင်းတာက8 63ကြိမ်ဟာလေ78ဆိုတော့68ပေါင်း74၄နဲ့8ပေါင်း72ရတဲ့အတွက်ကျွန်တော်နေ 3458ဆိုပြီးဖြစ်ပါတယ်။အဲ့ဒီထက်က388ဖြစ်ပါတယ်ပေါ့နော်။နည်းနည်းခွန်ပြီးတော့388ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ3ရဲ့ဒီမှာ8ရဲ့388ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်ဒီတင့်နေကြရနည်းဆိုတော့နှစ်3ကြိမ်ပေါင်းရှင်း6ဖြစ်သွားမယ်။ရှင်းနေကြရ16 33ဒီ6ဆိုတော့6နဲ့6ပေါင်းတာဒီ15ဖြစ်ပါတယ်ခင်ဗျာ။2နဲ့6နဲ့ပေါင်းတာက8 ရှောင်းတောင်းရှင်နေနဲ့ပေါရင်တစိရှောင်းနဲ့ငါးပေါင်းစတိတင်းနဲ့ဒီရှင်းနဲ့ပေါင်းတော့900ရတဲ့အတွက်ကြောင့်မို့ဤအရာကျွန်တော်ကိုတုံညာတင်းနဲ့345ဆိုပြီးဖြစ်ပါတယ်အဲ့ဒီအထက်က3လုံးအပါပါเนาะနောက်ထပ်တစ်ချိန်မှာ3တုံညာ9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3တုံညာ9ဒါကြောင့်မို့ကျွန်တော်ဒီ9ရဲ့တုံညာရဲ့3ရဲ့ဒီ3တုံညာ9ဆိုပြီးဖြစ်ပါတယ်ပေါ့เนาะ 9နာချိန်30နာချိန်ပေါင်းတာကလေ33ချိန်9တုံညာနဲ့6နာပေါင်းရှေ့အရှောက်33နီ9 9နဲ့တက်ပေါင်းရင်30ဆိုတော့၄နဲ့6ပေါင်း30ဒီမှာ9တလုံးကြံမယ်ပေါ့နော်ဒါကြောင့်မို့9တုံညာ3နဲ့35အပြည့်ခွေရမှာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ3 9နီဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3 9နီဆိုတော့ကျွန်တော်တို့နီ3 9ဒီ3 9နီဖြစ်ပါတယ် ။ Okay နောက်ထပ်တစ်ချိန်9နာချိန်30 9နာချိန်30ပေါ့နော်။9နာချိန်30ဆိုတော့3 3ချိန်9 4နဲ့3များနဲ့ပေါင်းတာက4 4လေး16ပေါ့နော်။လေးနဲ့6ပေါင်း30ဒီမှာလေ9တလုံးကျန်တဲ့အတွက်9တုံညာ3နဲ့3 5ထဲကဖြစ်မယ်ပေါ့နော်9တုံညာ3နဲ့3 5ထဲက3လုံးအပါဖြစ်ပါလေနောက်ထပ်တစ်ချိန်မှာ3ကနေပြီးတော့3 9နဲ့ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ9နဲ့3ဒီ 39ခုနှစ်ရှိပြီဖြစ်ပါတယ်။နောက်ထပ်တစ်ချိန်9နှစ်ချိန်ပေါင်းတာက30ဖြစ်ပါတယ်။339ဆိုတော့93ချိန်နဲ့ဆက်ခွန်ဖြစ်သွားမယ်ပေါ့နော်။၄နဲ့ခွန်ပေါင်းတာအတိ73 339 9နဲ့6ပေါင်းတာ15ဆိုတော့ခွန်နဲ့1ပေါင်းတာ8 8နဲ့9ပေါင်း73ရမယ်ပေါ့နော်။ဒါကြောင့်မို့3569689ဆိုပြီးဖြစ်ပါတယ်။အဲ့ဒီထက်က246ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ နေလေး6ဖြစ်ပါတယ်ပေါ့နော်3ကိုနေပြီးတော့နေလေး6ဆိုတဲ့အတွက်ဒီမှာတော့ကျွန်တော်တို့6နဲ့6နဲ့ပဲပါတာဖြစ်ပါတယ်ပေါ့နော်ဒီမှာတစ်ချိန်ပြတ်တယ်ပေါ့နော်မြင်ပါပါတဲ့အတွက်ဖြစ်ပါတယ်โอเคဆက်ကြည့်အောင်လားခင်ဗျာ9နာချိန်16 6နာချိန်8ဆိုတော့8နဲ့8ပေါင်းကြည့်16ဖြစ်ပါတယ်6နာချိန်အား8ဖြစ်ပါတယ်ပေါ့နော်8နဲ့နေ3ချိန်6ဆိုတော့8နဲ့6ပေါင်း8ဒီ14ဖြစ်ပါတယ်8နဲ့နေပေါင်းတာ10 6 3 28 8နဲ့3ပေါင်း8 9 ရှောင်းနေလေးပေါနာက30ကျွန်တော်ဒီမှာ9သလုံးကြံမယ်ပေါ့နော်အဲကြောင့်မို့9တုံညာ3 4 3 5ဆိုပြီးဖြစ်ပါတယ်3နှစ်4ပေါ့နော်နှစ်၄ရှောင်းပြီးတော့3နှစ်4ဆိုတော့ကျွန်တော်ဒီမှာနှစ်3 4ဒီ3နှစ်4ဖြစ်ပါတယ်နောက်ထပ်ဒီ4နှစ်ကြာ8ဖြစ်ပါတယ်ပေါ့နော်နှစ်နှစ်ကြာ4ဆိုတော့ရှင်းနေလေးပေါနာက7နှစ်ဖြစ်ပါတယ်3 3 4 9 9နှစ်4ပေါင်းရှင်းဒီ73 9 3ပေါနာက7နှစ် 3399ဆိုတော့နေနဲ့3ပေါင်း55နဲ့ပေါင်း20ဒီမှာနေ့တစ်လုံးကြံမယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့နေ3 4 5 6 8ဖြစ်ပါတယ်။အထက်တစ်ကြိမ်မှာ85နေဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။နေ85ဒါကြောင့်မို့ဒီမှာနေရ9ရ8ရဒီ85နေဖြစ်ပါတယ်ခင်ဗျာ။โอเคနောက်ထပ်ရှင်းတဲ့ကြိမ်16 17 18ပေါ့နော်။ 7320နဲ့၄၅ချောင်း10ဖြစ်ပါတယ်နေနဲ့၅ပေါင်းတာကခွန်3 3နဲ့ပေါင်းတာက9ဆိုတော့ဒီခွန်နဲ့၅ပေါင်းစနေ7နဲ့ပေါင်းရင်20ဒီမှာ၄တလုံးကြံနေအတွက်ကြောင့်မို့ကျွန်တော်၄၅6 9 8 9တုံများပါနော်8 9နေပြီးတော့နောက်ထပ်တစ်ချိန်မှာ8 6 9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ8 6 9ဒါကြောင့်မို့ဒီမှာ6 9 8ဒီ8 6 9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคနောက်ထပ်6လေးလီ36ပါเนาะ8 3နေ94လေးလေး6ပါရင်10ဒီမှာ6တလုံးကြမယ်6 8 3နေ94လေးပေါ့เนาะလေးနဲ့6ပေါင်းရှင်73ဆိုတော့6နာချိန်7နှစ်6 3က7နှစ်ဆိုတော့နင်းနေနေပေါင်းရှင်လေးဆိုရင်တွေ့ကြမို့4 5 4 5 6910 okay တော့ထပ်ထပ်ကြည့်မှာ3960ဖြစ်ပါတယ်ပေါ့နော်3960 ဒါကြောင့်မို့ဒီမှာတော့9ရက်6ရက်ပဲပါတယ်ဗောနော်လေပိတ်ပဲပါတာဖြစ်ပါတယ်ဒီမှာလေလေပိတ်ပဲပါတယ်ဗောနော်၃လုံးတော့မပါဘူးဗောနော်လေပိတ်နှလုံးအပါဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင်ဒီ9နှစ်ကြိမ်ပေါင်း30ဗောနော်339 3 2 5 6 5ဗောနော်9အဲဆိုရင်ကိုနာကျင်ဆက်ရှိရှင်းနာပေါင်း73ရာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့3 4 5 6 9ဖြစ်ပါတယ်6 4 6ပါနော်6 4 5 6 9 လေး၆။အနာမောဒီမှာလေးရဲ့၆ရဲ့ဒီလျှောက်လေးလျှောက်ဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ချိန်ခုနှစ်ချိန်ပေါင်းတာ၁၄ပေါ့နော်။လျှောက်၃ချိန်၁၈။၄နှစ်ချိန်အရှိဆိုတော့၈နှစ်ချိန်ပေါင်းလျှောက်ပေါ့နော်။၄ခု၅၁၃၄နှစ်ချပေါင်း၃၀၊၃နှစ်၃ပေါင်း၄ရာတွေအတွက်ကြောင့်မို့၄၅၆၇၉၃ညပေါ့နော်အဲ့တော့ဒီချိန်မှာ၉ခွန်၈ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၉ခွန်၈ဆိုတော့ကျွန်တော်ဒီမှာ 989ဒီ988ဆိုပြီး၃လုံးအပါထပ်ဖြစ်လာတယ်ပေါ့နော်ဒီမှာတော့၄ပိတ်၄လုံးအပါဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်8နာချိန်16 9ချိန်14ဆိုတော့64ပေါင်းရှင်း30ပေါ့နော်9ချိန်14 9320ဆိုတော့9320နဲ့တက်ဖြစ်သွားမယ်ပေါ့နော်9320 9ပေါင်း7တက်ဖြစ်သွားမယ်ပေါ့နော်ဒီ၄နဲ့6ပေါင်းနာတာ30 ဒီမှာဆိုရင်၄၆ဘောင်း၃၅တလုံးပါနော်ဒါဆိုရင်တင်း၅ဘောင်း၈၆ဆိုတဲ့အတွက်ကြောင့်မို့6ခု9ဒေါ်ညာတိနေတိလေးပိတ်နဲ့သုံးအပါတို့မဟုတ်သုံးလုံးအပါဖြစ်သွားမယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီနေ့အရ6ခု9ဒေါ်ညာတိနေဆိုပြီးဖြစ်ပါတယ်။ဒီ6ခုလေးအနေတော့6ဖြစ်ပါတယ်ပေါ့နော်သုံးလုံးအပါဆိုပေမဲ့ဒီ6လေးနေ့လေး6တပြင်မှာ၄နဲ့6နဲ့ပြီးရင်3 6မှာ9ရင်6နဲ့ လေးပိတ်နှလုံးအပါပူပြီးအဆင်ပြေမယ်ပေါ့နော်ရှောက်ခွန်ရှိကူတောင်ညာတင်းနေဖြစ်ပါတယ်โอเคဒီကနေ၅လုံးဖြစ်ပါတယ်ပေါ့နော်ဒီကနေ၅လုံးထဲကနှလုံးအပါဖြစ်ပါတယ်လေးပိတ်နေရာမှာပေါ့နော်တောင်ညာကိုနေတောင်ညာကိုခွန်နေကိုနဲ့ခွန်ခွန်ကိုတောင်ညာဒီခွန်တောင်ညာတောင်ညာခွန်နဲ့က၃ခွန်ခွန်ရှိကူလေး၅၆၃၆၈ခွန်နှင်းနှင်းခွန်3883တုံညာကို3ကနေ3ကိုနေ4 6 3နေ4 5 6 5 3 5 6 6လေး6မှာသူကဒီ ကနန်း၅လုံးထည့်ရတယ်မပါဘူးပေါ့နော်တုံများတင်နေ၄ဒီမှာရှောက်တလုံးထက်ထည့်မှတာတင်ရှောက်လေးရှောက်ဖြစ်မယ်ပေါ့နော်โอเคရှောက်လေးရှောက်ပြီးတော့ကျွန်တော်ကဒီမှာထပ်ဖြည့်ထားတယ်၃၄၅ခွန်၈ပေါ့နော်၃၄၅ခွန်၈မှာ၉ခွန်၈ဖြစ်ပါတယ်ဒီတစ်ပတ်မှာ၅ရှောက်ခွန်၉တုံညဒီပေါ့နော်တစ်ကထည့်ချင်ရတယ်မထည့်ရဘူးပေါ့နော်၅ရှောက်ခွန်၉တုံညမိုင်းဖြစ်ပါတယ်ပေါ့နော်ဒါတော့၅ရှောက်ခွန်၉တုံညဆိုတော့ကျွန်တော်တို့6ခွန်9တုံညလေးပိတ်နေရပို့ပြီးအဆင်ပြေမယ်ပေါ့နော် ဒီ6ခွန်9တုံညပေါ့နော်6ခွန်9တုံညတေပေါ့နော်6ခွန်9တုံညတေတေထဲရှင်နေရတယ်ထဲနော်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ဒီကဏ္ဍ၅လုံးထဲကကျွန်တော်6ခွန်9တုံညတေထဲကလေပိတ်နှလုံးအပါဖြစ်သွားမယ်ပေါ့နော်โอเคအဲ့မှာတော့ကျွန်တော်9တုံညကမတွဲဘူးပေါ့နော်6โอเคဒါကြတော့ကျွန်တော်ဒီနေ့အရာကျွန်တော်မရှင်းပြလေးလာလို့ရအောင်ပြန်လည်မြောက်ရှင်းဖြစ်ပါတယ်ဗောနော်โอเค ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။